โอเคကျွန်တော်ကျွန်တော်ဗီဒီယိုတစ်ခုမှာအမားတစ်ခုပါသွားတယ်ပေါ့เนาะအဲ့ဒီအတွက်ကျွန်တော်ဒီမားမှာဒီ short video လေးနဲ့ပြန်မတင်ပေးမယ်ဟုတ်ပြီလားဆိုတော့ကျွန်တော်ကသက်ဆန်ကိုပတ်စံပို့မယ်ဆိုရင်ပေါ့เนาะအခဏကျွန်တော်ပြောလို့သူ့ရဲ့ဒီ account number ပေါ့เนาะဒီ account number က app money ဆိုတဲ့ညမှာရှိတယ်เนาะ app money ဆိုတဲ့ညမှာအဲ့မှာတွေ့လား account number ကိုကျွန်တော် copy ယူလိုက်မယ် အခုကျွန်တော်က task and go မှာ top upload မယ်နော်ဘန်ကရေပေါ့နော်ဒီ local ဘန်ကရေကျွန်တော်ကတော့ CMB ဘန်ရှိတယ်ဆိုတော့ CMB ဘန်တော့မယ်ဒီထားလိုက်တော့ခု connection ဟုတ်ပြီမနော် transfer ဆိုတဲ့နေရာတစ်ချက်တော့မယ်ပြီးရင်ကျွန်တော်ကဒီအရင်ကလည်းကျွန်တော်ကလွဲထားတယ်ဆိုတော့လေ save fabric လုတ်ထားဆိုဒီနားမှာ msbtng ဆိုတော့ပေါ်တာပေါ့နော်ဒါပေမဲ့ခင်ဗျားတို့ကတစ်ခါမှမလွဲသေးဘူးဆိုရင်တော့ဒီမှာ new transfer ဆိုတာတစ်ချက်တွန်းလိုက် ပြီးရင် bank account e wallet ဆိုတာတစ်ချက်နေလိုက်မယ်ပြီးရင်ဒီမှာ task and go ရှာမယ်เนาะ dou တွေ့လား task and go ဆိုပေါ်လာတယ် okay ပြီးရင်ခဏ account number ကျွန်တော် copy လုပ်ထားရအောင်ဒီမှာ page လုပ်လိုက်မယ်တကယ်လို့ sip လုပ်ထားခြင်းဆိုတော့ sip app fabric ပေါ့เนาะအဲ့မှာနာမည်လေးတွေ page နေဆိုနေရတယ်ပေါ့เนาะအမျိုးမျိုးပေးလို့ရတယ်ကိုယ့်ရဲ့နာမည်ပေးထားလို့ရတယ်အဲ့ဆိုနောက်ပိုင်းကိုကပတ်စံလွဲမယ်ဆိုရင်အဲ့ဒီနာမည်ပေါ်လာပေါ်နေတယ်ဆိုရင်ကိုကအဲ့မှာ နေ့မှလွဲလိုက်ရင်ပဲပေါ့နော်အရန်လွယ်တော့ပြီဆိုတော့ကျွန်တော်ကတော့မလုပ်တော့ဘူးเนาะကျွန်တော်လုပ်လုပ်ထားပြီပေါ့နော်ပြီးရင်ဒီမှာ fund transfer ဆိုတာနေရတယ်เนาะပြီးရင် next ပြန်သွားမယ်ပြီးရင်အဲ့မှာပတ်စံ amount ပေါ့နော်ကျွန်တော်ကတော့ထားလိုက်50ဥမာနေနဲ့ပြတာပေါ့နော်50ဆိုရင်ဒီလိုဒီလို0နှောက်နေလိုက်မယ်เนาะပြီးရင်ဒီမှာ note receipt ဆိုတာအရင်ရှိရှိရယ်เนาะ note receipt ဒီ schedule transition ဆိုတာကတော့ကိုက အာဘယ်ချိန်မှာငွေလွှဲစေချင်တဲ့ဆိုတဲ့ဟာမျိုးစကေဂျူးပေါ်နှလုံးထားတာပေါ့နော်။ဒါ notification ဆိုတာကတော့ option တစ်ခုရှိတယ်။တကယ်လို့ဖုန်းမှာရော email မှာရောဒီပတ်စံလွှဲပြီးမှပတ်စံဝင်လာပြီဆိုပေမဲ့ပတ်စံလွှဲလိုက်ပြီဆိုတော့ဒီစာပို့လာတာပေါ့နော် notify ပေးတာပေါ့နော်။အဲ့မှာတကယ်လို့ဖုန်းနံပါတ်ထည့်ထားမယ်ဆိုရင်0.20 cent ကပတ်စံစာမှာဖြစ်တယ်ပေါ့နော်။ဖုန်းမှာရော ငွေ900လွဲလိုက်ပြီဆိုတဲ့ဟာမျိုးစာပို့လာတော့ပေါ့နော်။ကိုကအဲ့ဒါမလုပ်ချင်ဘူးဆိုရင် email ပဲပေးချင်တယ်ဆိုရင်ကိုရဲ့ email ပဲဒီမှာပေးလိုက်နော်။အမှ email ကတော့ free ပဲ။ဒါပေမဲ့ဖုန်းနံပါတ်ထည့်တာကအာဖုန်းနံပါတ်ထည့်မှဟော note ပေးခိုင်းမယ်ဆိုတော့0.20 cent စာနဲ့နော်အဲ့ဒါအာ email ထည့်မယ်ဆိုတော့အခမဲ့ပေါ့နော်။ဆိုတော့ဒါတော့ကျွန်တော်မထည့်ပြတော့ဘူးနော်။ဆိုတော့ကျွန်တော်ကတခါလဲ next လုပ်လိုက်မယ်။ Okay ။ ပြီးပြီဆိုတော့ဒီမှာ fund transfer ပေါ့နော်ဒါတော့ဘာမှလုပ်စရာမလိုဘူးပြင်ပြန်သွားမယ်အဲအမကကပတ်စံပြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က approve via security tsc ဆိုတော့နှိမ့်လိုက်တာနဲ့သူက auto သတ်စင်ကိုပတ်စံရောက်သွားပြီပေါ့နော်အခုကျွန်တော်တော့မနှိမ့်တော့ဘူးအဲတကယ်လို့နေရာ300ဆိုတော့အဲဒီ approve via security